2018ရဲ့ည7:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားတဲ့ထုတ်လင့်တင်ဆက်ပေးသွားတော့မှာပါ။ဒီနေ့ညပိုင်းသတင်းတွေမှာတော့လန်ဒန်ကိုင်ပတိပခကျေပြန့်နေတဲ့နိုင်ငံအတွက်ငင်းချင်းရေးဟာတမဟုတ်ချင်းရဖို့အခက်အခဲရှိမှာဖြစ်ပြီးဆွေးနွေးပွဲတွေဟာငင်းချင်းရေးအတွက်အစပြုချင်းလန်းကောက်တစ်ခုဖြစ်တယ်လို့ KNU KNLPC အထွေထွေအတွင်းမှုချုပ်ပြောကြားခဲ့တဲ့တဲ့။ပတိန်ကြီးမြို့နယ်မှာကားနဲ့ဆိုင်ကယ်ကို တိုက်မိပြီးကားမှာညိပါသွားတဲ့ဆိုင်ကယ်မောင်းနှင်သူအမျိုးသမီးတတိပြန်လည်လာခဲ့ကောင် တိုက်ပြေးသောသူကိုဖမ်းဆီးရမည်ရေးဆောင်ရွက်နေရဲဆိုတဲ့တင်။တရားမဝင် online လောင်းကစားနဲ့လိမ်လည်မှုဆိုင်ရာ website တွေ social media တွေကိုစုံစမ်းဖော်ထုတ်ပြီးဖြတ်သိမ်းတာနဲ့တရားစွဲဆိုတာတွေဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောကြားခဲ့တဲ့တင်။ Hamas အဖွဲ့အနေနဲ့အပြစ်ခတ်ရေးဆေးရေးသဘောတူညီချက်ကိုချိုးဖောက်မယ်ဆိုတာကဂါဇာမှာစစ်စင်ရေးကို ပြန်လည်စတင်သွားမယ်လို့အစ္စရေးသတိပေးခဲ့တဲ့တဲ့နဲ့ Pitfall ကို Everdan အသင်း2029ခုနှစ်အထိ တက်တန်းတွန်းစာချုပ်ချုပ်ဆိုခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေပေါင်းဝင်ပါတယ်။အိုးဆောင်တဲ့တဲ့ပုံနေနဲ့လက်နက်ကင်ပတိပခကျယ်ပြန့်နေတဲ့နိုင်ငံအတွက်ငြိမ်းချမ်းရေးဟာတမဟုတ်ချင်းရဖို့အခက်အခဲရှိမှာဖြစ်ပြီးဆွေးနွေးပွဲတွေဟာငြိမ်းချမ်းရေးအတွက်အစပြုချင်းလန်းကောင်းတစ်ခု ဖြစ်တယ်လို့ KNU KNLPC အထွေထွေအတွင်းရမှုချုပ်ပြောကြားခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။လက်နက်ကင်ပတိပခတွေကျယ်ပြန့်နေတဲ့နိုင်ငံအတွက်ငြိမ်းချမ်းရေးဟာတမဟုတ်ချင်းရဖို့အခက်အခဲရှိမှာဖြစ်ပြီး အခုလိုဆွေးနွေးပွဲတွေကငြိမ်းချမ်းရေးအတွက်အစပြုခြေလှမ်းကောင်းတစ်ခုဖြစ်တယ်လို့ကရင်အမျိုးသားအစည်းအရုံးကရင်လွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNU KNLAPC အထွေထွေအတွင်းရုံးမှုချုပ်ဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောပါတယ် အောက်တိုဘာ16ရက်ကနေပြည်တော်မှာရှိတဲ့ပြည်ပဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတက်မှာကျင်းပတဲ့ NCA 10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားနဲ့ဆက်ဆက်ကျင်းပနေတဲ့ငြိမ်းချမ်းရေးစကောင်းဝိုင်းဆွေးနွေးပွဲတွေကိုတက်ရောက်နေတဲ့ KNU KNLAPC အထွေထွေအတွင်းရေးမှူးချုပ်ဘုံမူကြီးစောကျော်ညွန့်ကိုအခုဆွေးနွေးပွဲတွေကနေဘလို့ရလက်ကောင်းတွေပေါ်ထွက်လာနိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားရမှာ၎င်းကအခုလိုထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်ဒီအချိန်တွေကဒါတာမန်ချိန်တွေမဟုတ်ဘူး ဒီဒီတို့ NC ခေတော်ရတာဒါတို့လည်းတရရောက်မှာပါနိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ဆိုရင်နံပါတ်1အပြည့်ရမယ်နော်အပြည့်ရပြီးတော့နံပါတ်2နိုင်ငံရေးဆွေးနွေးမှုမူပေါင်းကြီးရေးဆွဲရမယ်အဲနံပါတ်3အမျိုးသားအစ်လာ UBC လာစသည်ဒါမူပေါင်းတည်တည်ကြရေးဆွဲပြီးတော့လောက်ရမယ်လေအခုကျွန်တော်တို့ကအဲ့ဒီနံပါတ်1မှာပါတဲ့အပြည့်ရမယ်ဆိုတာကငါတို့မလုပ်နိုင်ဘူးနော်ငါတို့တနိုင်ငံလုံးနေရာတော်တော်များများမှာဒီ လက်နက်ကန်ပြိပိခါတွေဖြစ်ပေါ်နေတဲ့အချိန်မှာအခုကျွန်တော်တို့ဒီလှုပ်တဲ့ပွဲပေါ့နော်ဒါကလည်းဒီပွဲကလည်းပဲအမြင်ရတာအမျိုးမျိုးရှိမှာပဲသို့တော့ဒီအချိန်မှာကျွန်တော်တို့ကဒီစည်ရေပောင်ကအရန်ကိုကျဲတယ်ဒီဒီလူမျိုးပြေဆုံးစကားပြောတဲ့အခင်းချင်းကဒီနှစ်သုံးနှစ်တွင်းမှာလူကမရှိတလောက်ပဲလေပြီးခဲ့တဲ့ပါရမဟိုးစာပေါ့ဒီ peace talk ရှိတယ်ပြီးတော့ peace forum နောက်တစ်ချိန်ရှိတယ်အခုဆိုရင်ဒါ peaceful run ပြောရင်ဒုတိယကြိမ်ပဲရှိတယ်ကွာအဲဒါလောက်တနစ်တာအတွင်းမှာဒါလောက်ပဲလုံနိုင်တဲ့အခင်းချင်းတစ်ခု ကတော့ဗျာဒီလူမျိုးတနိုင်ငံလုံးမကြုံစဘူးလဲနဲ့ကန်ပြိပိခါတွေကျေပြန့်နေတဲ့နိုင်ငံအတွက်ကငြိမ်းချမ်းရေးဆိုတာကိုတော့တမဟုတ်ချင်းတော့ရဖို့ကတော့ဒါအခက်အခဲရှိမယ်သို့တော့အဲ့ဒီငြိမ်းချမ်းရေးရဖို့အတွက်ဒါအစာပြုတ်ချီလန်းကောင်းတစ်ခုအနေနဲ့ဒါရှုမြင်လို့တော့ရမယ်လို့ဒါပြင်ကျင်းပပေးစီခဲ့တဲ့ဖိုရမ်နှစ်ကြိမ်ဟာ ငင်းချင်းဖြစ်စဉ်ပြန်လည်အစပြုရမှာဘလို့လမ်းကြောင်းဘလို့အသွင်တန်းစသဖြင့်အမြင်တွေအတန်တွေကိုစုံစုံလင်လင်ကြားသိခွင့်ရခဲ့ကြောင်း၎င်းကပြောပါရယ်အစပြုခြေလမ်းလို့ပါခြေလမ်းပေးလာကြည့်လာတော့မသိဘူးအစပြုနိုင်တယ်လို့တော့ဒါယူဆလို့ရပါတယ်အခုတည်တဲ့အချိန်ပဲအဲဒီယူကောက်ပွဲမတိုင်ခင်ယူကောက်ပွဲအပြီးကျွန်တော်တို့လောက်ရမယ်ဒီငင်းချင်းကြီးအတွက်စဉ်းစားချက်တွေအမျိုးမျိုးလေးဒါမှပညာရှင်တွေလည်းပါတယ်အဲလက်နက်ကန်တွေလည်းပါတယ်ပါတီတွေလည်းပါတယ် အဲ့ဒီနယ်ပယ်ဆိုရနေပြီးတော့ဒီကျွန်တော်တို့နိုင်ငံအတွက်မရှိမဖြစ်လိုအပ်တဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကိုကျွန်တော်တို့ပြန်လဲအစပြုတ်တဲ့အခါမှာဘလူလန်းချောင်းမျိုးနဲ့ဘလူအသွင်သဏ္ဍာန်မျိုးနဲ့ကျွန်တော်တို့ချင့်ချေလို့ရအောင်ဒီအမြင်နေအတန်နေစုစုလင်းလင်းရှားခွင့်ရတယ်ဆိုတာကလည်းပဲဒါကအားတစ်ခုလို့ပြောလို့ရပါတယ် ပြည်သူတွေကငြိမ်းချမ်းရေးနဲ့ဝေခဲ့တာဟာကြာပြီဖြစ်ကြောင်းမိမိတို့နိုင်ငံမှာမငြိမ်းချမ်းမှာကမဖြစ်နိုင်ကြောင်းကိုလွန်ခဲ့တဲ့ဆယ်နှစ်တာကာလမှာသိရှိနားလည်ခဲ့ကြောင်းဒါကြောင့်ငြိမ်းချမ်းအောင် လုပ်ရမှာဖြစ်ကြောင်း၎င်းကဆိုပါတယ်အဲ့ဒီတရားပေါ့လေကျွန်တော်တို့နိုင်ငံမငြိမ်းချမ်းလို့မဖြစ်ဘူးဆိုပြီးတော့ဟိုလွန်ခဲ့တဲ့ဆယ်နှစ်တာကာလကကျွန်တော်တို့ကဒါသိရှိတယ်နားလည်တယ်မငြိမ်းချမ်းလို့မဖြစ်ဘူးငြိမ်းချမ်းအောင်လုပ်ရမယ်လုပ်ရင်လုပ်ရင်နဲ့ပဲမငြိမ်းချမ်းတဲ့ဘဝကို ပြန်ရောက်နေတဲ့ပြည်သူတွေအတွက်ကတော့ဒါ ဘယ်လိုပြောမလဲဆိုရင်တော်တော်လေးကိုထိခိုက်နေတာမူနေရတော်တော်များနေပါပြီဒီကြားထဲမှာကလည်းပဲလူလောက်တဲ့ဒီလက်နဲ့ကန်ပရိပက်ကလူလောက်တဲ့ဘီတာမကပေါ့လေတဘောကဘီလဲထားဆင့်ခံရတော့ဒီလူလူတွေကအရန်နေနာနေပါပြီလက်ရှိမှာမိမိတို့နိုင်ငံမှာလက်နဲ့ကန်ပတိပခါတွေကြီးမားကျယ်ပြန့်တဲ့နိုင်ငံရေးအခင်းအကျင်း တာမန်အခြေအနေမဟုတ်တဲ့နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက်မှာနောင်လာမယ့်မျိုးဆက်သစ်တွေအတွက်မလွဲမသွေလိုအပ်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရမှာစည်ရင်းနည်းနဲ့ဖော်ဆောင်လို့မရကြောင်းဘုံမူကြီးစောကျော်ညွန့်ကပြောပါရယ်ကျွန်တော်တို့တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ပဲအာဟိုးစားပေါ့လေအာကြိုးစားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံရဲ့ငြိမ်းချမ်းရေးငြိမ်းချမ်းရေးလို့ပြောမဲ့ဆိုရင်လည်းပဲဒါပြည်တော်စုငြိမ်းချမ်းရေးကိုပြောတာပါနော်ဒီနိုင်ငံမှာရှိတဲ့တန်း60သောပြည်သူလူထု 135မြို့သောတိုင်းသားပြည်သူလူထုအဲစသည်ဖြင့်ဒီမိုကရေစီရောဖက်ဒရယ်ရောအခွင့်အရေးတွေနော်ဟိုစတတိယရောက်ပေါ်ပေါ်လာနိုင်မယ်ဒီပြည်တော်စုတခုကိုဖော်ဆောင်နိုင်မှာပဲကျွန်တော်တို့ပြောတဲ့ပြည်တော်စုညီချင်းကြီးကကျွန်တော်တို့တည်ဆောက်လို့ရနိုင်မယ်ဖြစ်တယ် ဲ့လိုပဲလက်ရှိအချိန်မှာအခက်အခဲတွေရှိနေတာကိုနားလည်ပေမဲ့ရှိတဲ့အားနဲ့ပိုးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်းအဲ့လိုပိုးပေါင်းဆောင်ရွက်နိုင်ဖို့ကိုလည်းအခုအခင်အချင်းဟာအစားပြုခြင်လန်းကောင်းတစ်ခုဖြစ်စေခြင်းကြောင့်ဘုံမူကြီးစောကြောညွန့်ကပြောပါတယ်။ပသိမ်ကြီးမြို့နယ်မှာကားနဲ့ဆိုင်ကယ်ကိုတိုက်မိပြီးကားမှာညိပါသွားတဲ့ဆိုင်ကယ်မောင်းနေသူအမျိုးသမီးသတိပြန်လည်လာခဲ့ကတိုက်ပြေးသောသူကိုဖမ်းဆီးရမိရေးဆောင်ရွက်နေရဲဆိုတဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။မန္တလေးမြို့ပသိမ်ကြီးမြို့နယ်မှာ အော်တိုဝါ16ရက်ည9နာရီခန့်ကကားနဲ့ဆိုင်ကယ်ကိုတိုက်ပြီးတဲ့နောက်ထွက်ပြေးခဲ့တာဆိုင်ကယ်မောင်းနေသူအမျိုးသမီးဟာကားမှာညစ်ပါသွားခဲ့ပြီးအဆိုပါအမျိုးသမီးကိုလမ်းဘေးမှာဆွန့်ပြစ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ပတိန်ကြီးမြို့နယ်စကောလန်ပတိန်ကြီးဆိုင်ပုံအနီးမှာ မော်တော်ကားဟာဆိုင်ကယ်ကိုတိုက်ပြရာ ဆိုင်ကယ်စီးသူအမျိုးသမီးဟာဆိုင်ကယ်ကျန်ခဲ့ပြီးကားအောက်မှာညက်ပါသွားခဲ့ကြောင်းဘေးကမြင့်မြင့်သူတွေကပြောကြားခဲ့တဲ့အတွက်အစိုးရအမျိုးသမီးကိုမီးစလိုက်တွေနဲ့လိုင်းလံရှာဖွေခဲ့ပေမဲ့အနည်းနာမှမတွေ့ရပဲသွေးစာတွေသာတွေ့ရကြောင်း၎င်းတိုက်ပြေးတဲ့ကားဟာအစုပ်စည်းရုံနားမှာခိတရရက်ကြည့်ပြီးကားအောက်ပိုင်းမှာလူပါလာမန်းတည်တဲ့အတွက်အတိုက်ခံရတဲ့အမျိုးသမီးကိုကားပေါ်တင်ပြေးပြီးကံကောက်ရွာအထက်ကျောက်ဆက်ရုံနားမှာပြစ်သွားခဲ့တယ်လို့သိရပါဗျာ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးပသိမ်ကြီးမျိုးမရဲစခန်းကိုဆက်သွယ်မေးမြန်းခဲ့ရာတိုက်ခိုက်ရတဲ့အမျိုးသမီးအခုပဲသတိရလာပါပြီ။သူ့ကိုတိုက်ပြေးသွားတာနဲ့ပတ်သက်ပြီးအခုမှမေးရမှာပါ။အမှုဖွင့်မှုကရင်ထင်းရဲတပ်ဖွဲ့ကိုခေါ်ထားပါရယ်။အမှုဖွင့်မှုဆောင်ရွက်နေပါရယ်။ဖြစ်ဖြစ်ချင်းကနေအခုထိတပ်ဆိုင်ရာစစ်ကြောင်းတွေတာဝန်ရှိသူတွေရောအကုန်လိုက်လံရှာဖွေစစ်ဆေးပြီးအမြဲဆုံးဖမ်းမိဖို့ဆောင်ရွက်နေပါရယ်လို့စခန်းမှုကဖြေကြားပါရယ်။စံငယ်မောင်းနေသူအမျိုးသမီးကိုမန္တလေးပြည်သူ့စေယုံကြီးမှအနီရောက်အဆင့်ဦးကောင်းတက်မှန်ရပြီး လိုအပ်တဲ့ကုသမှုတွေခံယူစီလျက်ရှိကြောင်းမန္တလေးတိုင်းဒေသကြီးအောင်မြေသာဆန်းမြို့နယ်မြန်မာနိုင်ငံလူမှုကေဆေးရေးအဖွဲ့နန်းတော်ရှိ နေလုံးဆိုင်ရာ လူမှုကေဆေးရေးအသင်းတောင်းဝင်ရှိသူက၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားချက်တွေအရသိရပါတယ်။တရားမဝင် online လောင်းကစားနဲ့လင်းလင်းမှုဆိုင်ရာ website တွေ social media တွေကိုစုံစမ်းဖော်ထုတ်ပြီးဖြတ်သိမ်းတာနဲ့တရားစွဲဆိုတာတွေဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောကြားခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ တရားမဝင် online လောင်းကစားနဲ့လိင်လံမှုဆိုင်ရာ website တွေ social media တွေကိုစုံစမ်းဖော်ထုတ်ပြီးဖြတ်သိမ်းတာနဲ့တရားစွဲဆိုတာတွေဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောပါတယ်။လက်ရှိမှာလူမှုအကြား slot game တွေဆော့ရာကနေငွေကြေးနှစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာကြောင့်အစောပိုင်းလောင်းကစား game တွေကိုတားဆီးထိန်းချုပ်အရေးယူမှုနဲ့ပတ်သက်ပြီးသတင်းမီဒီယာတခုရဲ့မြင်းမြတ်မှုအပေါ်မြန်မာနိုင်ငံရဲတပ်ဖွဲ့က online လောင်းကစား game တွေကိုတားဆီးထိန်းချုပ်အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေတွေကိုသတင်းထုတ်ပြန်ရေးအဖွဲ့ကနေတဆင့်ဖြေကြားခဲ့တာပါ။ မြန်မာနိုင်ငံဟာနှီးပညာတွေတနည်းတည်းတနည်းပုံမှန်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှနှီးပညာအခြေခံ online platform လောင်းကစားဂိမ်းတွေကိုလူကြီးလူငယ်လူရန်းစားမရွေးဆော့ကစားလျက်ရှိကြောင်း online လောင်းကစားဂိမ်း website တွေဟာ၎င်းတို့ရဲ့လောင်းကစားဂိမ်းတွေကိုအကောင့်ဖွင့်ဆော့ကစားစေဖို့အတွက်အကောင့်ဖွင့်ကြိုဆိုတဲ့ bonus အခမဲ့လှည့်တာတွေနေ့စဉ်ဆော့ကစားမှုစုလက်တွေအနိုင်ရှုံးပြန်ပေးတဲ့ bonus တွေ VIP အဆင့်မြင့် bonus တွေ မိတ်ဆက် bonus တွေစတဲ့ online လောင်းကစားဂိမ်းတွေထဲမှာ slot game ၊၅ပြစ် game ၊ရှန်ကိုမီ၊ဘူဂျီ၊၄កောင်ချင်း၊၆កောင်ချင်း၊ answer round ၊ရွှေဘော်လုံး၊ live casino စသဖြင့်ဂိမ်းတွေပါဝင်ပြီး online platform ပေါင်းစုံက game မျိုးစားပေါင်းများစွာနဲ့ ကြေကြေပြန့်ပြန့်ကြော်ညာတွေပြုတ်လုလာတာကိုသိရကြောင်းပြောပါရယ်။ဒါပြင် online လောင်းကစားဂိမ်းတွေဟာကနအုံးမှာအစောကစားသူတွေကိုပေးရော်လေးရှိပေမဲ့နောက်ပိုင်းမှာအနံ့ရတဲ့ပမာဏနှေးသွားပြီးအရှုံးများစေဖို့စီမံထားတာဖြစ်ခါအဲ့ဒီဂိမ်းတွေရဲ့ server တွေကိုပိုင်ရှင်ကထိန်းချုပ်ထားတာဖြစ်တယ်လို့သိရကြောင်း။လောင်းကစားပြုလို့ရမှာမြန်မာကျပ်ငွေနဲ့အထုပ်သွင်းပြုလို့စော်ကစားနိုင်တဲ့အပြင်နိုင်ငံသားငွေနဲ့ပြောင်းလဲပြီးတော့လကောက် cryptocurrency digital ငွေကြေးနဲ့ပြောင်းလဲပြီးတော့၎င်းစော်ကစားနိုင်ကြောင်းသိရကြောင်း online လောင်းကစားအများစုဟာကိုယ်ပိုင် website တွေဖွင့်လှစ်ပြီးလောင်းကစားစော်ကစားစီဖို့နည်းလမ်းအမျိုးမျိုးနဲ့ကြော်ညာလေးရရှိကြောင်းအစိုးရ website တွေကို domain name စနစ်နဲ့ပိတ်သိမ်းဆောင်ရွက်နိုင်မြဲမဲ့ VPN အသုံးပြုပါအဲ့ဒီ website တွေကိုဝင်ရောက်စော်ကစားလို့ရနေကြောင်းတွေးရှိရတယ်လို့ပြောပါတယ်မြန်မာနိုင်ငံရဲ့တဖွဲ့အနေနဲ့တရားမဝင် online လောင်းကစားနဲ့လိမ်လည်မှုဆိုင်ရာ website တွေ social media တွေကိုစုံစမ်းဖော်ထုတ်ပြီးဖြတ်သိမ်းတာနဲ့တရားစွဲဆိုတာတွေဆောင်ရွက်လျက်ရှိကြောင်း 2023ခုနှစ်ကနေလက်ရှိအချိန်အထိလူမှုကွန်ရက်မှာ လောင်းကစားမှု social media page channel အကောင့်တွေနဲ့ page အကောင့်တွေကိုပို့ဆောင်ရင်းနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့နဲ့ပူးပေါင်းဆောင်ရွက်ပြီးပိတ်သိမ်းအရေးယူတာတွေဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါဗျ။ online လောင်းကစားကြော်ညာတွေလက်ခံကြော်ညာပေးတာဟာဒီဇယ်ဥပဒေတွေအရအေးအေးယူခံရနိုင်ကြောင်းမိမိပိုင်နိုင်ငံသား CC ရေကပ် mobile sync up mobile payment account bank account တွေကိုအခကြေးဝင်နဲ့ရောင်းချတာ ငားရဲအုံပြုစီတာတွေဆောင်ရွက်ပါကဒီဇယ်ဥပဒေတွေနဲ့အညီအရေးယူခရနိုင်ကြောင်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ပြီးနိုင်ငံပိုင်သတင်းစာနဲ့ရုပ်မြင်သံကြားတွေမှာထည့်သွင်းဖော်ပြပြီးအသိပညာပေးတာတွေဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ထပ်မံပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်။ Hamas အဖွဲ့အစည်းအနေနဲ့အပြစ်ခတ်ရေးဆေးသဘောတူညီချက်ကိုချိုးဖောက်မယ်ဆိုပါကဂါဇာမှာစစ်စင်ရေးကိုပြန်လည်စတင်သွားမယ်လို့အစ္စရေးသတိပေးခဲ့တာကိုတင်ဆက်ပေးမှာပါ ဟာမတ်အဖွဲ့အနေနဲ့ကာဇာမှာစစ်ပွဲကိုရပ်တန့်စေခဲ့တဲ့အပြစ်ခတ်ရဲစေးသဘောတူညီချက်ကိုချိုးဖောက်မယ်ဆိုတာကကာဇာမှာစစ်စင်ရေးကိုပြန်လည်စတင်သွားမယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်ကအောက်တဝါ15ရက်ကတတိပေးခဲ့ပါတယ်။ ဟာမတ်စ်အဖွဲ့ဟာ၎င်းတို့ဖမ်းဆီးခဲ့တဲ့တစားကန်2ဦးရဲ့ရုပ်အလောင်းတွေကိုပြန်လည်ပေးရခဲ့ပြီးတဲ့နောက်နောက်ထပ်ရုပ်အလောင်းတွေကိုဆိုင်ယန်နီယာရီရဲ့အကူအညီမပါဘဲဂါဇာမှာရှိတဲ့အပြည့်စည်တွေအောက်ကနေဆွဲထုတ်ဖို့မဖြစ်နိုင်ကြောင်းပြောကြားခဲ့ပြီးတဲ့နောက်အစ္စရေးကာကွယ်ဝင်ကြီးရဲ့ယုံကကြေညာချက်ထွက်ပေါ်လာတာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျောင်းဝင်ဆေးဆက်ခဲ့တဲ့အပြစ်ခတ်ရေးဆေးရေးသဘောတူညီချက်အရာ အော်တိုဝါ73ရက်ကစပြီးဟာမတ်စ်အဖွဲ့ဟာအသက်ရှင်နေသေးတဲ့တစားကန်20ကိုအစ္စရေးကိုလွှဲပြောင်းပေးခဲ့ပြီးအပြန်အလှန်အနေနဲ့အစ္စရေးကလည်း၎င်းတို့အချင်းချထားတဲ့အချင်းနောက်တွေကပါလက်စတိုင်း2000နီးပါးကိုပြန်လွှတ်ပေးခဲ့ပါတယ်။အော်တိုဝါ15ရက်ကအစ္စရေးတစားကန်2ဦးရဲ့ရုံလောင်းတွေကိုမပေးအပ်မီဟာမတ်စ်အဖွဲ့ဟာတေဆုံးသွားပြီလို့သတင်းထွက်နေတဲ့တစားကန်28ဦးရဲ့က9ဦးရဲ့ရုံလောင်းတွေနဲ့တစားကန်မဟုတ်တဲ့ရုံလောင်း10လောင်းကိုပြန်လည်ပေးရခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့က ဘောတူညီချက်ကိုလိုက်နာဖို့ညှင်းဆုံမဲ့ဆိုရင်အစ္စရေးကလည်းအမေရိကန်နဲ့ပူးပေါင်းပြီးတိုက်ခိုက်မှုတွေပြန်လည်စတင်မှာဖြစ်ပြီးဟာမတ်စ်အဖွဲ့ကအမြင့်ပြတ်ခြေမုံမှုဂါဇာကအရှိတရားကိုပြောင်းလဲဖို့နဲ့စစ်ပွဲရည်မှန်းချက်အလုံးအောင်မြင်ဖို့လှုံ့ဆော်သွားမှာပါလို့အစ္စရေးကာကွယ်ရေးဝန်ကြီးရဲ့ယုံကထုတ်ပြန်ခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့ကတော့လက်ရှိအချိန်အထိဒါဇာကန်နှစ်ဦးရဲ့ယုံအလောင်းတွေကိုသာပြန်ပေးနိုင်လိမ့်မှာဖြစ်ကြောင်းပြောကြားခဲ့တဲ့အတွက်သဘောတူညီချက်အရယုံအလောင်းတွေအလုံးပြန်ပေးရမယ့်သတ်မှတ်ချက်နဲ့ပြည့်မီခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ တော်လိုင်းအင်အားစုကအသက်ရှင်နေတဲ့အစ္စရေးအကျဉ်းသားတွေအားလုံးကိုပြန်လည်လွှဲပြောင်းပေးရခဲ့ပြီးသဘောတူညီချက်အတွက်ဂတိကဝတ်ကိုဖြည့်ဆည်းပေးခဲ့ပါပြီ။ပြီးတော့တနင်္လာနေ့ရရှိထားတဲ့အလောင်းတွေကိုလည်းပေးရခဲ့ပါတယ်လို့ Hamas အဖွဲ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ Azidin AKSM တပ်မဟာကထုတ်ပြန်ခဲ့ပါတယ်။ ကြံရှိနေတဲ့ရုပ်အလောင်းတွေကိုပြည်စည်းတွေအောက်ကဆွဲထုတ်ဖို့အတွက်စံရန်တရားအကူအညီတွေနဲ့ကြီးမားတဲ့အထောက်ကျိုးပန်းမှုတွေလိုအပ်နေပါတယ်။ကျွန်တော်တို့ကလည်းတစားခံတွေရဲ့အလောင်းတွေကိုဆွဲထုတ်နိုင်ဖို့ကြိုးပမ်းနေပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အစ္စရေးကတိုက်ခိုက်မှုတွေပြန်လည်စတင်မယ်လို့ချိန်ချောက်ခဲ့ပြီးတဲ့နောက် Hamas အဖွဲ့ဟာ၎င်းတို့ရဲ့ဂတိကဝတ်ကိုဖြည့်ဆည်းဖို့ရည်ရွယ်ချက်ရှိနေသေးကြောင်း American ထိပ်သီးအကြံပေးပုဂ္ဂိုလ်တွေကပြောကြားခဲ့ပါတယ်။ Pitfall ကို Everton အသင်း 2029ခုနှစ်အထိတက်တန်းတို့စာချုပ်ချုပ်ဆိုခဲ့ရတဲ့ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ Everton အသင်းဟာအင်္ဂလန်လူရင်းစဉ်အသင်းရဲ့နံပါတ်၁ကိုသမား Pickford ကို2029ခုနှစ်အထိတက်တန်းတို့စာချုပ်ချုပ်ဆိုလိုက်တယ်လို့သိရပါဗျ။ Everton အသင်းဟာ Pickford ကို2019နှစ်ရာသီမှာ Sunderland ကနေပေါင်တန်း30နဲ့ခေါ်ယူခဲ့တာဖြစ်ပြီးရှင်းနှစ်တာကာလအတွင်းအသင်းအတွက်ပြိုင်ပွဲစုံ326ပွဲကစားပြေးထားပါတယ်။32နှစ်အရွယ် Pickford ကိုခေါ်ယူလို့တဲ့ထိပ်သီးအသင်းများစွာရှိနေတယ်လို့အသင်းအတွက်လည်းအကောင်းဆုံးလက်ဆွမ်းပြနေတာကြောင့် Everton အသင်းကနှစ်ရှည်တက်တန်းတိုးစာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တက်တန်းတိုးနိုင်တဲ့အတွက်ဝမ်းမြောက်မိပါတယ်ကျွန်တော်လားပေါ်ရောက်သူလို့ခန်းစားရပြီးအသင်းရဲ့ကံတော်ဝင်တဝက်ဖြစ်ကိုကိုကိုပုံဖော်နိုင်မှုအခွင့်အရေးပေးရခံရခြင်းလို့ထင်မိပါတယ်ကျွန်တော်တို့မိသားစုအတွက်ထူးခြားတဲ့အခါသမီးရပါပဲလို့ပင်ဖို့ကပြောကြားခဲ့ပါတယ်ဒါ့အပြင်ပင်ဖို့က Everton အသင်းရဲ့မောင်မိုက်တဲ့နေ့ရက်တွေနောက်မှကြံခဲ့ပြီးဖြစ်ကြောင်းနဲ့ပန်ရှင်သစ်တွေကအသင်းကိုဥရောပမှာရှင်ပြိုင်နိုင်တဲ့အသင်းဖြစ်အောင်တိစောက်ပေးနိုင်မယ်လို့ထင်မြင်ကြောင်းလည်းပြောကြားခဲ့ပါတယ် အော်တိုဝါ18ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုတိုင်းရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ကောင်းသောညချမ်းလေးဖြစ်ပါစေ